တနင်္ဂနွေသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်တဲရော့ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေက9လပိုင်းအတွက်ကြာလာတဲ့တဲရော့ကက်ကတော့ကျယ်ပွင့်ဘယင်မဆိုတဲ့တဲရော့ကက်ဖြစ်ပါတယ်နော်ကျယ်ပွင့်ဘယင်မအဲဒီမှာဘယင်မတစ်ပါးဟာကျယ်ပွင့်တစ်ခုရွှေကျယ်ပွင့်တစ်ခုကိုလက်နဲ့ဖက်နဲ့ပိုက်ပြီးတော့တေးသေးသေးချာချာဒီကျယ်ပွင့်ကိုခေါင်းငုံပြီးတော့ဂရုစိုက်ကြည့်ရှုနေတယ်ပေါ့ ပလင်တစ်ခုပေါ်မှာထိုင်နေတယ်နောက်မှလည်းတိရွတ်တက်ခတ်ပန်းမွင့်နေတယ်ပေါ့နော်ပန်းဥရင်ရဲ့အလဲတစ်ခုမှာအတနင်္ဂနွေသားသမီးတွေအနေနဲ့ဒီ9လပိုင်းဆိုတဲ့ကာလကဒါကောင်းမွန်တဲ့ကာလတွေမှာပါပါတယ်9လပိုင်းဆိုတဲ့ကာလမှာအတနင်္ဂနွေသားသမီးတွေနဲ့ဒီ9လပိုင်းဆိုတဲ့ကာလမှာလုပ်ငန်းတွေတိုးတက်နိုင်တယ်ဝေကြီးကိစ္စတွေစီးပွားရေးကိစ္စတွေအထူးအဆင်ပြေအောင်နေနိုင်တယ်ဝေကြီးနဲ့ပတ်သက်တာတွေ တော့အိမ်တော်ရှိတဲ့သူတွေအနေနဲ့ဆိုရင်သားသမီးရတနာထုံးကားတတ်တယ်ငယ်ဝယ်တဲ့သူတွေအိမ်တော်တွေအနေနဲ့ဆိုရင်ဒီကက်ကဲတိတ်ပေဟာသားသမီးရတနာထုံးကားတတ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ယင်းနှိမ့်နယ်မှုတွေပြုလုပ်ရတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်တွေခံစားရတဲ့အဲ့တော့ဘဝရဲ့အဆင့်တန်းမြင်မာခြင်းလုပ်ငန်းကိုင်ကန်းတွေအဆင်ပြေအောင်မြင်လာမယ်ဆိုတဲ့အတိတ်ပဲကိုဆောင်ပါတယ်အဲ့တော့ဂုံတိတ်ခါတွေတိုးတက်လာမယ်ဂုံသတင်းတွေတိုးတက်တတ်တယ်အဲ့တော့နေထိုင်မှုအဆင့်တန်းတွေမြင့်တက်လာမယ်အဲ့ ကိုယ်ဝန်ကိစ္စတွေနေရာထိုင်ခင်းကိစ္စတွေအထူးအဆင်ပြေအောင်မြင်နိုင်တယ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနော်စီးပွားရေးလုပ်ငန်းတွေတိုးချဲ့လို့ရတယ်အဆက်အသွယ်အစ်အကူအညီထောက်ပံ့ကောင်းတွေရရှိနိုင်ပါတယ်အဲ့တော့ဒီချိန်ကာလမျိုးမှာ အလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်လုပ်ငန်းပြောင်းတာတို့လုပ်ငန်းတိုးချဲ့တာတို့လုပ်ငန်းအသစ်စတင်တာတို့အထူးကောင်းမှာပါတယ်အဲ့ဆိုင်ငန်းအသစ်ဖွင့်တာမျိုးတွေ ိမ်ပြင်ရတာမျိုးတွေအိမ်ဆောက်ရတာမျိုးတွေကျုံတွေ့ရတတ်တယ်။ဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုတ်တရက်ပြန်ရလာတတ်တယ်။အဲ့တော့ရုတ်တရက်အမွေရသလိုထိပေါက်သလိုမျိုးငွေတွေလည်းအထုတ်ထည်နဲ့ဝင်ခင်းရှိပါတယ်။အဲကျမ်းပါရင်ညံ့နေတဲ့သူတွေဆိုရင်လည်းကျမ်းပါရင်နဲ့ပတ်သက်ပြီးတော့ဆေးကောင်းဝါးကောင်းတွေတွေ့မယ်။ဆရာကောင်းတွေနဲ့တွေ့ရမယ်နော်။ကိုဖြစ်ပေါ်နေတဲ့ကျမ်းပါရင်ကအများဆုံးပဲတတပြောက်ကင်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲဒီကရဲ့အဓိပ္ပာယ်ကဘဝရဲ့နှုံကြုံမှုဘဝရဲ့အစင်တန်းမြင်မာခြင်း เนาะမိမိရဲ့အကြံစီအောင်မြင်ခြင်းမိမိရည်ရွယ်ထားတဲ့လုပ်ငန်းတွေအဆင်ပြေခြင်းအဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအင်တာဗျူးကိစ္စတွေလည်းအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကံတွေစမ်းပွင့်တာမျိုးတွေအခြေရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်နေရင်လည်းအခြေရေးကိစ္စတွေပြန်လည်ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်။အဲ့တော့ငါးလပိုင်းဆိုတဲ့ကာလမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ကဘဝရဲ့အဆင်တန်းမြင့်မားခြင်းဘဝရဲ့လုံခြုံခြင်း နော်ငွေကြေးကိစ္စတွေအထူးအဆင်ပြေအောင်မြင်ခြင်းအချင်းငါးကိစ္စတွေရင်းနှီးမြုပ်နှံမှုကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်လို့တွေ့ပါတယ်အဲကျွန်တော်မိတ်ဆွေတနင်္လာနေ့သားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေတနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်2025မေလအတွက်တနင်္လာသားသမီးတွေအတွက်၅လပိုင်းအတွက်ဟောစတန်ဖြစ်ပါတယ်အခုကြည့်ရှုနေတဲ့တနင်္လာသားသမီးအားလုံးနဲ့ဆိုင်ပါတယ် အဲ့တင်းနာသားသမီးတို့ကြာလာတဲ့ဒီ9လပိုင်းတို့ကြာလာတဲ့တေတော့ကကနော် ခွက်ဖလားတလုံးဆိုတဲ့တိတ်ပဲဖြစ်ပါတယ်နော်ခွက်ဖလားနမိတ်ဖြစ်ပါတယ်နံပါတ်1ပေါ့နော်ခွက်ဖလားနံပါတ်1ဆိုတဲ့ကအဲ့ဒီထဲမှာခွက်ဖလားထဲမှာရှည်တွေကအပြင်ကိုရှန်ကြနေအောက်မှာလည်းကြာပန်းနေကြာပွင့်နေနေပေါ့နော်အဲ့ဒီမှာငိမ့်ချမ်းကြီးကိုပေါ်ဆောင်တဲ့ဂျိုးပြုံငတ်လေးတစ်ကောင်ကကောင်းငင်ကနေပြီးတော့နော် ြန်ဆင်းလာတယ်ပေါ့အဲ့ခွက်ထဲကဟုတ်တနေ့တော့သားသမီးတွေအတွက်ဒီကောင်းငယ်ကနေဒါလက်တစ်ဖက်ထွက်လာတဲ့ခွက်ပေါ့ဗောနော်လက်တစ်ဖက်ထွက်လာတယ်အဲ့လက်ပေါ်မှာခွက်ဖလားတစ်လုံးရှိတယ်အတိတ်ပဲကတော့အောက်မှာလဲရေကန်တွေရောကြာတယ်ဟုတ်တနေ့တော့သားသမီးတွေအနေနဲ့ကဒီ9လပိုင်းဆိုတဲ့ကာလမှာရေကန်အသင့်ကြာတဲ့ဆိုတော့အတိတ်ပဲမျိုးဆောင်တယ်เนาะအတိတ်ပဲကောက်အောင်မယ်ဆိုရင်เนาะဒီကက်အတိတ်ပဲရတော့တရရသားမှုတွေအတွက်၅လပိုင်းဆိုတော့ကာလမှာရေကန်အသင့်ကြာအသင့်ဆိုတော့အတိတ်ပဲဆောင်တယ် အဲ့တော့အဆင်မပြေမှုတွေဖြစ်နေရင်ပြန်လှည့်ပြီးတော့အဆင်ပြေလာမယ်စီးပွားရေးနဲ့ပတ်သက်တာတွေပြီးတော့အိမ်တွင်းရဲ့အိမ်ောင်ရဲ့ကိစ္စတွေအရင်တော့မိမိနဲ့မတည့်တဲ့သူတွေရှိခဲ့ရင်လည်းဒီချိန်ကမျိုးမှာပြန်လှည့်ပြီးတော့တင့်မြတ်သွားမယ်ပြန်လှည့်ပြီးတော့တည့်လာမယ်ဆိုတဲ့ပုံအဲ့တော့ဒီချိန်ကမျိုးမှာစိတ်ခံစားချက်ရေဆိုတဲ့အဓိပ္ပာယ်ရတာစိတ်ခံစားချက်နဲ့ပတ်သက်တဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့စိတ်ခံစားချက်နဲ့ပတ်သက်တာလေပြောချင်တာတော့စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်မိမိရဲ့အတွေးအကြံတွေဟာ အမှန်ကန်လာမယ်ကိုယ့်ရဲ့အတွေးခေါ်တွေဥပမာကိုကအလုတ်ထွက်မယ်အလုတ်ပြောင်းမယ်လို့စဉ်းစားထားရင်ရဲတနည်းထွက်လိုက်အလုတ်ပြောင်းလိုက်ကိုကဒီအလုတ်တစ်ခုကိုလုံမယ်လို့စဉ်းစားထားတယ်ဆိုရင်လုံဖြစ်အောင်လုပ်လိုက်အဲ့ဒီဟာကအစင်ပြေသွားမယ်မှန်ကန်သွားမယ်ဆိုတဲ့အထိပ္ပယ်ကိုစောင့်ပါတယ်အဲ့တော့ကိုယ့်ရဲ့အတွေးခေါ်အတွေးကြံတွေကဆိုမှန်ကန်လာမယ်နော်စိတ်ကူးသည့်အကြံစီသည့်အကြံဉာဏ်သည့်တွေပေါ်ပေါက်တတ်တယ်လုပ်ငန်းသည့်တွေစတင်ရတတ်တယ် တော့ဒီချိန်ခါမျိုးမှာတရင်းသာသမီးအနေနဲ့ဟာလုပ်ငန်းကိန်းကနေတိုးချဲ့လို့ရတယ်အဲ့တော့ပျော်ရွှင်မှုရရှိမယ်ဆိုတဲ့အဓိပ္ပာယ်ပျော်ရွှင်ရမယ်ဝမ်းသာရမယ်နော်ကိုယ့်အကြံစီတွေပြည့်စုံမယ်နော်ပြည့်စုံကြွယ်ဝမှုကိုစားပြုတယ်ထီစုကြီးပေါက်တတ်တယ်ငါးလပိုင်းဆိုတဲ့ကောင်မှာထီပေါက်တယ်လို့မျိုးမွေရတယ်လို့ငွေထုတ်တယ်တွေဝင်တတ်တယ်နော်ကိုယ့်ရဲ့အလိုရင်းစံနာတွေပြည့်ဝမယ်ကိုရင်းနှီးမြှုပ်နှံထားတဲ့ကုန်ပစ္စည်းတွေရောင်းဝယ်တယ်မှာမျက်စွန်းတွေရရှိမယ် ကျက်တည်မင်္ဂလာနဲ့ပြည့်စုံမယ်အလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်အလှပရေးရအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်ပါအောင်မြင်နိုင်တယ်ဖြစ်ရပစ္စည်းတွေဖိုးရံပစ္စည်းတွေဆက်ပစ္စည်းတွေအသက်ဝင်ခင်းရှိပါတယ်အဲ့တော့ကုန်ပစ္စည်းတွေလည်းအယောင်းဝယ်တွေကောင်းလာမယ်အဲ့တော့တရင်းလာသားသူကျွန်တော်မိတ်ဆွေများအားလုံးကျန်းမာချမ်းသာကြပါစေ အင်္ဂါသားသမိတ်ဆွေများအလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်ကို2025ခုမေလတလစာတဲတော့ဟောစကန်ကြည့်ပြီးမှဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်၅လပိုင်းအတွက်ဒီခုလာမဲ့နေလပေါ့နော်အဲ့တော့အင်္ဂါသားသမီးတွေအတွက်ကခုကြည့်ရှုနေတဲ့အင်္ဂါသားသမီးအလုံးအတွက်ကိုအထိုင်ပြပြီးတော့တဲတော့တစ်ချက်ဆွဲတဲ့အခါမှာကျဲပွင့်၉ပွင့်ဆိုတဲ့ကတ်ဖြစ်ပါတယ်အင်္ဂါသားသမီးတွေကြလာတဲ့ကတ်ကကျဲပွင့်၉ပွင့်အမျိုးသမီးတယောက်ကပန်းချံဥယျာဉ်အလယ်မှာမတည့်ရနေတယ်အဲ့တော့သူ့ လက်ပေါ်မှာကျင်းငတ်လေးတစ်ကောင်နားနေတယ်ဘေးမှာလည်းစပြစ်သီးတွေအသီးနှံတွေပေါ့နော်အသီးအပွင့်တွေအသီးနှံတွေတော့ဝေစာနေတဲ့ဥယျာဉ်တစ်ခုနော်ဖြစ်ထွန်းအောင်မြင်ခြင်းအသီးနှံတွေရဲ့တိတ်ပေရတော့ဒါကိုယ့်ရဲ့စီးပွားရေးကိုယ့်လုပ်ငန်းတွေအောင်မြင်ခြင်းနော်အကျိုးအမြတ်တွေရရှိခံစားရခြင်းဆိုတဲ့တိတ်ပေကိုဆောင်ပါတယ်အဲ့တော့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့လူကုန်တဲ့အမျိုးသမီးတယောက်ရဲ့ပုံပေါ့နော်ဂုံ တရေရှိဂုံကြက်တရေတင့်တယ်တဲ့အမျိုးသမီးတယောက်ရဲ့နမိတ်ပုံဖြစ်ပါတယ်အဲ့တော့ဒီကအတိတ်ပဲကတော့မိမိရဲ့လုပ်ငန်းတွေကအချိုးမြတ်တွေကိုရရှိခံစားရမယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထူးကောင်းတယ်စိုက်ပျိုးရေးကိစ္စတွေမွေးမြူရေးကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်တတ်တယ်။ကိုစိုက်ထားတဲ့အသီးနှံတွေအထွက်တိုးအောင်မြင်မယ်။ဟိုမှာဈေးကောင်းရမယ်။ကိုရင်းနှီးထားတဲ့လုပ်ငန်းတွေရတယ်ပြီးတော့အကျိုးအမြတ်တွေခံစားရမယ်။ရင်းနှီးမြှုပ်နှံမှုတွေရတယ်အထူးအဆင်ပြေအောင်မြင်လာမယ်ဆိုတဲ့အထိတ်ပဲဖြစ်ပါတယ်။ တော့ဥစ္စာဒဏ္ဍာအင်အားကောင်းခြင်းနော်ဥစ္စာဒဏ္ဍာတိုးတက်ခြင်းကိုကြီးရွေးထားတဲ့ရွှေတဲ့ပစ္စည်းတွေအကိုရံပစ္စည်းတွေဝင်လာမယ်ဂျာနူးတိုးတာလာသာတိုးတာမျိုးတွေကြုံတွေ့ရတဲ့အထက်အကြီးကဲတွေကုညီမစားမှုရတတ်တယ်ဂျာနူးတိုးတာလာသာတိုးတာမျိုးတွေကြုံတွေ့ရမယ်ရှေ့ရင်းမှာလဲကိုယ်အနေနဲ့အလားလာကောင်းလာမယ်ဆိုတဲ့ပုံအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အလားလာတဲ့ကောင်းလာမယ်အဆက်အသွယ်တဲ့အကူအညီတွေရလာမယ်အဲ့တော့ငယ်ရွယ်သူတွေနေနဲ့ဆိုရင်အခြေရေးတွေမှာစမ်းပွင့်မျက်နှာပွင့်တက်တဲ့ တော့အလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်နိုင်တယ်အဲ့တော့ဂုံချက်တည်တိုးတက်ခြင်းဆိုတဲ့အတိတ်ပဲနမိတ်ပုံဖြစ်ပါတယ်အဲ့တော့မိမိနေနဲ့ကိုပြောတဲ့စကားတွေအထူးအောင်မြင်လာမယ်ကိုယ့်ရဲ့ဖုန်းတခုကိုယ့်ရဲ့ဩဇာအာဏာတွေတိုးတက်အောင်မြင်လာမယ်လုပ်ငန်းအသစ်တွေအောင်မြင်တတ်တယ်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်ကိုလှုပ်ထားတဲ့လုပ်ငန်းတွေပြီးတော့အကျိုးကျေးဇူးတွေခံစားရတတ်တယ်အခုရဲ့လုပ်ငန်းတွေလည်းအကျိုးကျေးဇူးခံစားတယ်ရုပ်တရက်ငွေတွေလည်းအထောက်အထက်နဲ့ဝင်လာတတ်တယ် အဲ့တော့မြေကိစ္စတွေနေရာတိုင်းချင်းကိစ္စတွေအယောင်းဝကိစ္စတွေပေါ်ပေါက်တတ်တယ်။ဥပမာမြေဝင်တာမျိုးတွေအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်။မြေကိစ္စအိမ်ကိစ္စနဲ့ပတ်သက်ပြီးစာချုပ်စာတမ်းတွေပြုလုပ်ရတတ်တယ်။အဲ့တော့ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကိုယ်တော်လောက်တိုးလောင်ထားတဲ့ကုန်ပစ္စည်းတွေဈေးကောင်းရတာမျိုးတွေဈေးတက်တာမျိုးတွေကြုံတွေ့ရတတ်တယ်။ကိုယ့်ရဲ့ဒီလုပ်ငန်းအနေပြီးတော့အကျိုးအမြတ်တွေဖြစ်ထွန်းအောင်မင်လာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အဲ့တော့အင်္ဂါသားသမီးတွေအနေနဲ့ကလည်းကုန်ကြက်တွေတိုးတက်ခြင်းဩဃာအာဏာကြီးမားခြင်း လုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်းဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗုဒ္ဓဘာသာမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘာသာတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်တလစာတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်ဗုဒ္ဓဘာသာတွေကြားလာတဲ့တဲတော်ကကတော့ဒီမှာခွတ်သူရဲကောင်းဆိုတဲ့ကပ်ဖြစ်ပါတယ်9လပိုင်းမှာကြားလာတဲ့တဲတော်နမိတ်ပါနော်ခွတ်သူရဲကောင်းအသူရဲကောင်းတယောက်ကဒီမှာမြေချောင်းတစ်ခုကိုဖြတ်ကူးကိုအာယူနေတဲ့ပုံ နော်လက်ထဲမှာလည်းခွက်ပလားတစ်ခုကင်ထားတယ်ဟုတ်ဒီခွက်ပလားရဲ့အတိတ်ပဲတော့အောင်မြင်မှုနဲ့ပတ်သက်တဲ့ခွက်ပလားပေါ့နော်အောင်မြင်ခြင်းတွေနဲ့ပတ်သက်တဲ့အလိုဆန္ဒတွေနဲ့ပတ်သက်တဲ့အတိတ်ပဲဖြစ်ပါတယ်ဒီခွက်ပလားရဲ့အတိတ်ပဲကတော့အဲ့လိုစိတ်အေးလက်အေးနဲ့ဒါဖြတ်တန်းလာတဲ့ပုံအဲ့လိုသူဒီသူရဲ့ကောင်းအခန္ဓာကူမှာလည်းငါးရုပ်လေးတွေရှိတယ်နော်နောက်ရေကိုကိုစားပြုတယ်မြေချောင်းလေးတစ်ခုစီးဆင်းနေတယ်ပေါ့နော်အချိန်ကာလအားဖြင့်အဲ့တော့ဒီအချိန်ကာလမှာဗုဒ္ဓဘာသာသမီးတွေအနေနဲ့အား ကောင်းမွန်တဲ့အချိန်ကာလတခုကိုရောက်ရှိနေတယ်ဆိုတဲ့အိပယ်ဖြစ်ပါတယ်၅လပိုင်းဆိုတဲ့ကာလမှာအဲ့တော့စိတ်ကူးစိတ်တန်းအစ်အကြံဉာဏ်အစ်တွေပေါ်ပေါက်တက်တယ်ရေချားမြေချားကိုခྱི་ထွက်ကြတယ်ခྱི་သွားတယ်အဲ့ခྱི་တွေကလည်းကောင်းသောခྱི་ဖြစ်မယ်ဥပမာအလှူတန်းတဲ့ပတ်သက်တဲ့ခྱི་မျိုးတွေအလှူတန်းတဲ့ပတ်သက်တဲ့ခྱི་မျိုးတွေမင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့ခྱི་မျိုးတွေအဲ့တော့စိတ်ချမ်းသာမယ့်ခྱི་တွေပျော်ရွှင်ရမယ့်ခྱི་မျိုးတွေသွားတက်တယ်အဲ့တော့ရဝေးကနေပြီးတော့လေတရင်ကောင်းတွေကြားရတယ်တရင်စကားတွေကြားရတယ် အဲ့တော့အလောက်အကန့်အခွင့်အလမ်းတွေရရှိတတ်တယ်အဲ့တော့ငယ်ဝယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမေတ္တာရေးကိစ္စတွေမှာစမ်းပွင့်လက်နာပွင့်တတ်တယ်အကြံဉာဏ်ကောင်းတွေရတတ်တယ်အကြံစီကောင်းတွေရတတ်တယ်ကိုယ့်ရဲ့တွေးခေါ်ထားတဲ့အကြံစီအတိုင်းကိုယ်စိတ်ကူးစိတ်တန်အတိုင်းလောက်ကန်ဆောင်ရွက်မယ်ဆိုရင်အထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အသေးပဲဖြစ်ပါတယ်အဲ့တော့ပျော်ပွဲရှင်ပွဲတွေတွားရတတ်တယ်ပွဲလမ်းသဘင်အခမ်းအနားတွေတက်ရောက်ရတတ်တယ်နော် ဒီချိန်ခါမျိုးမှာကိုယ့်အနေနဲ့ကိုပြောတဲ့စကားတွေအောင်မြင်လာမယ်ကိုယ့်လူများယုံကြည်လာမယ်လေးစားလာမယ်လက်ခံလာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ကုံသွယ်မှုကိစ္စတွေရင်းနှီးမြှုပ်နှံမှုကိစ္စတွေအယောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်အလားအပါရေးရာကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့ဒီချိန်ခါမျိုးမှာ အလောက်ကင်အခွင့်အလမ်းကောင်းလေပေါ်ပေါက်လာမယ်မိမိနေတဲ့ရှေ့ကိုကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုနဲ့အင်မတန်ပါပဲနီးကပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အောင်မြင်မှုတွေရရှိလာမယ်အလောက်ကင်နဲ့ပတ်သက်တာတွေနော်ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေအားလည်းတိုးတက်အောင်မြင်လာမယ်ဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့ဒီချိန်ကမျိုးမှာကိုယ်လုပ်နေတဲ့ကိစ္စတွေစားတဲ့တပိုးအင်လိုက်ရတဲ့တိုးလုပ်တင်နေအဲ့တော့ဒီချိန်ကမျိုးမှာစမ်းပါရင်ညံ့နေတဲ့သူတွေဆိုရင်လည်းဆေးကောင်းဝါးကောင်းဆရာသမားကောင်းတွေတွေ့တဲ့အဲ့တော့ ကာလကြာရှည်ဖြစ်ပေါ်နေတဲ့ကျန်းမာရေးတွေလည်းတက်တာပျောက်ကင်းလာမယ်နော်အဲ့တော့ဒီချိန်ခါမျိုးမှာကိုယ့်ရဲ့လုပ်ငန်းတွေကိုတိုးချဲ့လို့ရတယ်လုပ်ငန်းတစ်တွေစတင်လို့ရတယ်နော်လူအများရဲ့လေးစားချစ်ခင်မှုတွေကိုရရှိလာမယ်အဲ့တော့၅လပိုင်းဆိုတဲ့ကာလမှာကိုယ့်ရဲ့လုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်လုပ်ငန်းတွေအချိန်ဟုန်နဲ့တိုးချဲ့လို့ရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအဲ့တော့ဘေးမျိုးမျိုးကနေ ကျတာပရိသတ်သမီးစင်များအားလုံးမင်္ဂလာပါကျတာပရိသတ်သမီးတွေအတွက်ကို2025ခုမေလ9လပိုင်းတစ်လစာတဲရောဟော့စတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲကျတာပရိသတ်သမီးတွေအတွက်ဒီ9လပိုင်းဆိုတဲ့ကာလမှာကြာလာတဲ့တဲရောကက်ကတော့တုံချောင်းနှချောင်းဆိုတဲ့ကက်ဖြစ်ပါတယ်တဲရောကက်ကျတာပရိသတ်သမီးတွေအတွက်ဒီတစ်လတာပေါ့နော်မေလ9လပိုင်းဆိုတဲ့ကာလအဲဒီကက်ရဲ့အဓိပ္ပာယ်ကတော့လူတစ်ယောက်ကတော့လက်ထဲမှာကဘာလုံးလေးတစ်ခုကိုင်ထားတယ်နော်တုံချောင်းနှချောင်းကလည်းမဟုတ်ဘူးတံတားမျိုးရှိနေတယ်တစ်ချောင်းကိုကိုင်ထားတယ်အဲ့တုံချောင်းနဲ့ မှာလည်းအယွအခက်အညွန့်အခက်တွေထွက်နေတယ်ပေါ့အဲ့တော့ဒီကဲ့အတိတ်ပဲကတော့ခยีဝင်းနဲ့ပတ်သက်တဲ့ကိစ္စတွေခยีထွက်ကြတာမျိုးတွေခยีသွားတာမျိုးတွေကြုံတွေ့ရတဲ့တဲ့ရေချားမြေချားကိစ္စတွေနိုင်ငံရေးချားခยีနဲ့ပတ်သက်တဲ့ကိစ္စတွေပေါပေါက်တက်တယ်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းပို့ပြီးတော့ကျယ်ပြန့်လာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အလုပ်ငန်းအသစ်တွေစတင်ရတဲ့လုပ်ငန်းအသစ်တွေအကြံဉာဏ်အသစ်တွေအကြံစီအသစ်တွေပေါ်ပေါက်လာတဲ့ နောက်တစ်ချက်အဆက်အသွယ်အစ်စ်တွေအကူအညီထောက်ပံ့အစ်စ်တွေရရှိလာတတ်တယ်အဆက်အသွယ်အစ်စ်တွေဟိုမှာဖောက်တဲ့အစ်စ်တွေရရှိလာတတ်တယ်နော်အဲ့တော့ဒီချိန်ကာလမျိုးမှာလုပ်ငန်းတွေကပို့ပြီးတော့ကျယ်ပြန့်လာမယ်နော် အဲ့တော့မင်္ဂလာရှိတဲ့ခီးမျိုးတွေအလူတန်းနဲ့ပတ်သက်တဲ့ခီးမျိုးတွေဝမ်းသာမဲ့ပျော်ရွှင်ရမယ့်ခီးမျိုးတွေကိုထောက်ကတက်တက်သွားရတက်တက်အဲ့တော့ဒီချိန်ခါမျိုးမှာဇာတာပိသားသမီးတွေအနေနဲ့ကလည်းရည်မှန်းချက်ရည်ရွယ်ချက်တွေအဆင်ပြေလာမယ်အောင်မြင်လာမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်ရုပ်တရက်အမွေရသလိုမျိုးထိပောက်သလိုမျိုးငွေတွေအလုံးကြီးနဲ့ဝင်လာတတ်တယ်လုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်အဲ့တော့စက်ပစ္စည်း အသက်ဝင်တတ်တယ်စက်ပစ္စည်းတွေဝင်ခင်းရှိတယ်နော်ဒီချိန်ကမျိုးမှာကိုကအရင်တော့ကိုယ့်ဘောကျေးဇူးရှိတဲ့သူတွေကိုကိုကပြန်ပြီးတော့ကျေးဇူးဆက်ခွင့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အော်ဒီကဲ့အဓိပ္ပာယ်ကတော့ဒီလူကဒီလူတယောက်ကအဝေးကိုမျောကျင့်နေတဲ့ပုံပေါ့နော်ရှေ့ကိုကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့စီးပွားရေးတွေရရှေ့ကိုအလားအလာတွေပို့ပြီးတော့ကောင်းလာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အဆက်အသွယ်တစ်တည်းရရှိခြင်းယာရုတိုးတက်ခြင်းလာတာတိုးခြင်း နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်အဲ့တော့စုံးမီလို့ထင်ထားတဲ့ငွေတွေမရတော့လို့ထင်ထားတဲ့ငွေတွေရလာတတ်တယ်ဝင်လာတတ်တယ်နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မှဆိုရင်ဒီချိန်ကာလမျိုးမှာအကျိုးကျေးဇူးတွေခံစားရမယ်လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေစိုင်ငန်းအသစ်ဖွင့်တာမျိုးတွေအိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်လည်းအခြေရေးတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်။အဲ့တော့ရက်ဝေးရနေပြီးတော့သတင်းစကားတွေ ကြားတက်တယ်သတင်းကောင်းတွေကြားတက်တယ်အဲ့တော့အထူးသဖြင့်ဒီကဲဒီကဲအတိတ်ပဲတော့နိုင်ငံခြားခရီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်အဝေးကနေပြီးတော့သတင်းကောင်းတွေကြားတက်တယ်အဲ့တော့ကာလအကြာရှည်အဆက်အသွယ်ပြတ်နေတဲ့သူတွေရှိနေတယ်ဒီချိန်ကပြမှာအဆက်အသွယ်အစ်စ်တွေရလာတက်တယ်သတင်းကောင်းတွေကြားလာတက်တယ်အဲ့တော့အဆက်အသွယ်အစ်စ်ရခြင်းလုပ်ငန်းတွေကြီးမားကျယ်ပြန့်လာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကြာတာပေးတာတင်ပြအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတလစာကဲရောဟောစတာဟောကြားပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်ဒီ9လပိုင်းဆိုတဲ့ကာလမှာကြာလာတဲ့တေရော့ကက်ကတော့တုံချောင်း၃ချောင်းဆိုတဲ့တေရော့ကက်ဖြစ်ပါတယ်လူတယောက်ကအဝေးကိုမျောကြည့်နေတဲ့ပုံပေါ့နော်တုံချောင်း၃ချောင်းရဲ့ကြားမှာတုံချောင်းတစ်ချောင်းကိုကင်ထားတဲ့ပုံအဲ့တော့ရှေ့မှာလဲပင်လယ်ပြင်တစ်ခုရှိတယ်နော်အဲ့တော့ကောင်းငယ်တစ်ခုလုံးကလဲအဝါရောင်နေနဲ့ပြည့်နေနေတဲ့ပုံအဲ့တော့ဝိယုံအနီး ဝခြုံလွှမ်းထားတဲ့လူတယောက်ရဲ့ပုံပေါ့အဲ့တော့ဒီကဲ့အတိတ်ပဲရတော့တောက်ကြသားသမီးတွေဒီကာလာမျိုးမှာ၅လပိုင်းဆိုတဲ့ကာလာမှာလုပ်ငန်းကြီးတွေပြုလုပ်ရတတ်တယ်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်အဆက်အသွယ်တစ်ဖောက်တယ်တစ်တွေရရရှိတတ်တယ်နော်ရဝေးအဝေးခီးတွေနော်ရဝေးခီးတွေသွားရတတ်တယ်ဖျားဘူးခီးတို့နော်မင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့ခီးမျိုးတွေသွားသွားရတတ်တယ်နိုင်ငံသားနဲ့ပတ်သက်တဲ့ ခရင်းမျိုးတွေသွားရတဲ့နိုင်ငံရဲ့ချားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်အဆက်အသွယ်တွေရလာတတ်တယ်နော်အင်တာဗျူးကိစ္စစာမျိုးဝဲကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်ပညာရေးနဲ့ပတ်သက်ရင်လည်းအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နှမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ရေလန်းခရီးတွေသွားရတတ်တယ်ဥပမာမြေချောင်းအင်းအိုင်နဲ့နီးတဲ့အရက်ဒေတာမျိုးတွေကိုခရီးထွက်ကြတတ်တယ်ရေလန်းခီးနဲ့ပတ်သက်တာတွေရေချောင်းခီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်တတယ်เนาะအစာဦးအစ်စ်တွေ ပိုင်ဆိုင်ရတဲ့တယ်အစာဦးသစ်ဆောက်ရတာမျိုးတွေအိမ်ပြင်ရတာမျိုးတွေအိမ်ဆောက်ရတာမျိုးတွေအစာဦးတို့ပြုတ်ပြင်းမောမန်ရတာမျိုးတွေဒီချိန်ကမျိုးမှာကြုံတွေ့ရတဲ့ပါတယ်အဲ့တော့အရောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်နေမယ်မိမိလိုချင်တဲ့ပစ္စည်းနော်ဈေးကြီးတက်တက်တာနဲ့အဲဝယ်လို့ရရှိမယ်နော်ကိုဝယ်ထားတဲ့ပစ္စည်းကတိုးလောင်လာတဲ့ကုန်ပစ္စည်းတွေအားဒီချိန်ကမျိုးမှာဈေးကောင်းနေရရှိမယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့ဒီကရဲ့အထိပ္ပယ်ကတော့ဆွေမျိုးသားချင်းတွေကနေ မင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်မင်္ဂလာကိစ္စတွေအလူတန်းကိစ္စတွေပေါ်ပေါက်တတ်တယ်ကို့အိမ်ကိုလည်းအဝေးရနေပြီးတော့ဧည့်သည်တွေပါတွေရောက်လာတတ်တယ်နော်နောက်အိမ်ချမ်းမြင်တဲ့ပတ်သက်တာတွေစာချုပ်စာတမ်းတွေပြုလုပ်ရတတ်တယ်စာချုပ်စာတမ်းကိစ္စတွေနောက်လက်မှတ်ရေးထိုးရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့တောက်ကြသားသမီးတွေအနေနဲ့ကလည်းငယ်ရွယ်သူတွေအနေနဲ့ဆိုရင်ဒီချိန်ခါမျိုးမှာအခြေအနေနဲ့ပတ်သက်တာတွေ စမ်းပွင့်တာမျက်နှာပွင့်တာမျိုးတွေကြုံတွေ့ရမယ်။သတင်းကောင်းတွေကြားရမယ်။အဆင်မပြေတဲ့အခြေအရေးတွေအဆင်မပြေတဲ့အိမ်တော်ရေးတွေရှိကြနေတယ်။ဒီချိန်ကမျိုးမှာပြန်လဲပြီးတော့အဆင်ပြေလာမယ်။ပြန်လဲပြီးတော့တင့်မြက်လာမယ်ဆိုတဲ့အိမ့်ပဲဖြစ်ပါတယ်။အဲ့တော့ တောက်ကြသားသမီးတွေဒီ9လပိုင်းဆိုတဲ့ကာလမှာကျမ်းမာရေးနေနေရလဲအထွေထူးဆိုးရင်ကြာမရှိဘူးဖြစ်ခဲ့ရင်လည်းအသေးမွားလောက်ပဲဖြစ်မယ်ဆေးကောင်းဝါးကောင်းတွေတွေ့မယ်ဆရာကောင်းသမားကောင်းတွေတွေ့ပြီးတော့ကိုဖြစ်ပေါ်နေတဲ့ကျမ်းမာရေးတွေလည်းအမြန်တက်တာပျောက်ကင်းသွားမှာဖြစ်ပါတယ်အဲတော့လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်လုပ်ငန်းအသစ်တွေနေရာအသစ်တွေပေါ်ပေါက်တတ်တယ်အကြီးအကဲတွေရဲ့ကူညီမဆောက်မှုတွေကိုရရှိတတ်တယ်အဲကျွန်တော်မိတ်ဆွေတောက်ကြတာများလုံးစိတ်ချမ်းသာခြင်းကိုကျမ်းပါခြင်းနဲ့ပြည့်စုံကြပါစေအဲဘေးမျိုးမျိုးကနေပြီးတော့ကင်းဝေးကြပါစေ စနေသားသမီးများအလုံးမင်္ဂလာပါစနေသားသမီးအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတဲရော်ဟော်စတယ်ဟောကြားပေးမှာဖြစ်ပါတယ်စနေသားသမီးအတွက်ဒီ9လပိုင်းမေလဆိုတဲ့ကာလမှာကြားလာတဲ့ကက်ကတော့ကျယ်ပွင့်ဒေးပွင့်ဆိုတဲ့ကက်ဖြစ်ပါတယ်စနေသားသမီးအတွက်အဲ့တော့နောက်မှာမျိုးပြတစ်ခုနော်မျိုးကြီးတစ်ခုရှိတယ်အဲ့ရှိမှာလူကုံတန်တစ်ထည့်တယောက်နော်ထိုင်နေတဲ့ပုံ6ရက်နှစ်ချောင်းအောင်မှာလဲကျယ်ပွင့်တစ်ပွင့်နင်းထားတယ်ခေါင်းပေါ်မှာလဲကျယ်ပွင့်တစ်ပွင့်ရှိတယ်လက်ထဲမှာလဲကျယ်ပွင့်ကိုကင်ထားတယ် အဲ့တော့ဒီကဲ့အတိတ်ပဲတော့ဒါစီးပွားရေးသမားလုပ်ငန်းရှင်ကြီးတယောက်ရဲ့ပုံပေါ့နော်အဲ့တော့စနေသားသမီးရဲ့ဒီ9လပိုင်းဆိုတဲ့ကာလမှာရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်တာတွေအလောက်ကန်ဖွင့်လန်းနဲ့ပတ်သက်တဲ့နမိတ်ကိုကိုးစားပြုပါတယ်နော်အလောက်ကန်ဖွင့်လန်းနေတိုးတက်လာမယ် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်ရဲရဲတဲ့နဲ့ရဲရဲဝံ့ဆောင်ရွက်တင်တယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်လာမယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုကနေပြီးတော့ကိုယ်အကျိုးအမြတ်တွေအကျိုးကျေးဇူးတွေခံစားလာမယ်ဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စုဆောင်းမိခြင်းငွေကြေးကိုစီမံခန့်ခွဲခြင်းအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကြံကောင်းအညံကောင်းတွေရရှိခြင်းဆိုတဲ့ပုံဖြစ်ပါတယ် ဲ့တော့အချင်းငါကိစ္စတွေပေါပေါလာတတ်တယ်အချင်းငါနဲ့ပတ်သက်တာတွေနော်ငွေကြေးနဲ့ငွေကြေးဆိုင်ရာကိစ္စတွေပေါပေါလာတတ်တယ်အဲ့တော့ကာလကြာရှည်ကိုကမရတော့ဘူးလို့ထင်ထားတယ်ကိုစုံးမှုလို့ထင်ထားတဲ့ငွေကြေးရုပ်တရက်ပြန်ရလာတတ်တယ်အဲ့တော့ငွေကြေးကိုအကြောင်းပြုပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ရတတ်တယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဥပမာသူများရဲ့ငွေကြေးတွေလည်းကိုရှိဘူးရုပ်တရက်ကိုခဏလာအပ်ထားတာမျိုးတွေလာပေးတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ဒီချိန်ကာလမှာ ုံသွယ်ခြင်းလုပ်ငန်းတွေကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေအထူးအဆင်ပြေအောင်မြင်မယ်အရောင်းဝယ်တွေအထူးကောင်းလာမယ်အမွေရတယ်လို့မျိုးထိပေါက်တယ်လို့မျိုးငွေတွေရုတ်တရက်ဝင်လာတတ်တယ်နော်အဲ့တော့ကိုတူလောင်ထားတဲ့ပစ္စည်းတွေရနေပြီးတော့အမြတ်ဆုံးတွေရရှိတတ်တယ်ရွှေတဲ့ပစ္စည်းတွေနောက်တစ်ခုအဖိုးတန်ပစ္စည်းတွေဝင်လာတတ်တယ်နော်အဲ့တော့ချမ်းသာကြွယ်ဝခြင်းနော်ရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလမှာ အိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးအိမ်ဆောက်ရတာမျိုးတွေဂျုံတွေ့ရတယ်တဲ့ဆိုင်ကအစ်ဖွင့်တာမျိုးတွေလုပ်ငန်းတိုးချဲ့ရတာမျိုးတွေဂျုံတွေ့ရတယ်တဲ့လုပ်ငန်းတိုးချဲ့ရတာမျိုးတွေရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့တိုးချဲ့ရတာမျိုးတွေဂျုံတွေ့ရတယ်တဲ့အဲ့တော့နိုင်ငံခြားခီးကိစ္စတွေရဝေးခီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်အရောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်ဒီကဲ့ရဲ့အတိတ်ကတော့ငွေကြေးရင်းနှီးမြှုပ်နှံခြင်းငွေကြေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်း မိမိလောက်ကင်ထားတဲ့အလောက်ကင်ရတယ်ပြီးတော့ငွေကြေးတွေအကျိုးမြတ်တွေအကျိုးကျေးဇူးတွေခံစားရမယ်အမြတ်ဆုံးရရှိခြင်းเนาะရင်းနှီးမြှုပ်နှံခြင်းเนาะငွေကြေးနဲ့ပတ်သက်တဲ့စကားတွေပြောမယ်ဆိုရင်ဒီ၅လပိုင်းထဲမှာအထူးအဆင်ပြေအောင်မြင်မယ်အဲ့တော့ငွေကြေးကိစ္စတွေအထူးကံကောင်းမယ်နေ့ညံထဲမှာစနေသားသမီးတွေပါတယ်၅လပိုင်းထဲမှာเนาะအဲ့တော့ငွေကြေးကိစ္စတွေ အရင်တော့ကိုမရဘူးမရတော့ဘူးထင်ထားတဲ့ငွေကြေးတွေဒီချိန်ခါမျိုးမှာကိုလက်ထက်ရောက်ရှိလာမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေစနေသားတွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံ